မိုင်းဟဲဒီလိုက်စတိုင်ပရိသတ်ကြီးအခုပြပြချင်တဲ့တင်ရတော့ဒီကနေ့2025ခုနှစ်ဧပြီလ6ရက်နေ့မှာဂျပန်နိုင်ငံကာဂိုရှိမာဒေတာကဆာကူရာဂျီမာမိအောင်ပောက်ခွဲခဲ့ပါတယ်ဒီမိအောင်ကတစ်နှစ်ကိုအချိန်အများစွာလှုပ်ရှားလေးရှိပြီးတော့ဂျပန်နိုင်ငံရဲ့အထင်ရှားဆုံးမိအောင်နေရတဲ့အခုလည်းဖြစ်ပါတယ်မိအောင်ပောက်ခွဲမှု ြောရမယ်ဆိုလို့ရှိရင်တော့ဒီတစ်ခေါက်ပောက်ကွဲမှုမှာမီးတောင်ပြားတွေမီတာ2000အထိဦးမြင့်တက်သွားခဲ့ပြီးတော့အနီးနားကကာကိုရှိမမျိုးမှာပြာမုံနေကြဆင်းခဲ့ပါတယ်။ဒီကနေ့ရဲ့အပူချိန်က18ဒီဂရီဆဲလ်စီယက်ရှိရလို့သိရပါတယ်။ပါးကြောင့်ဆာကူရာဂျီမာမီးတောင်ကဒီလောက်ထိလှုပ်ရှားရတာလဲဆိုလို့ရှိရင်ဒီဒေသမှာပစိဖိတ်မီးကွင်းပတ်လန်ပေါ်မှာရှိပြီးတော့တိုက်တီပြားတွေကအတိုးဝင်နေတဲ့နေရာတခုဖြစ်လို့ပါဂျပန်မှာဒီလိုအလှူရှားများတဲ့မီးတောင်တွေ130ကျော်ရှိပါတယ် ဒေတာကန်ဒီအတွက်ကတော့ပြောရမယ်ဆိုလို့ရှိရင်ဂျပန်အစိုးရကမိတော်အနေနဲ့ကာကွယ်စနစ်တွေကိုအရင်ကောင်းမွန်အောင်ပြင်ဆင်ထားတဲ့အတွက်ကြောင့်မလို့ပောက်ကွဲမှုဖြစ်တာနဲ့အချိန်မီတတိပေးပြီးတော့လူတွေကိုဘေးကင်းရာကိုရှေ့ပြောင်းပေးနိုင်ခဲ့ပါတယ်။ဆိုတော့ဒီလိုမျိုးတဘာဝဘေးရန်နေတွေကလုံးဝမထားစီနိုင်ဘူးဆိုပေမဲ့အခုလိုမျိုးဒီပေါ်တော့ကြွန့်ကျင်တဲ့ အစိုးရပြည်သူတွေပေါ်အလေးထားတဲ့အစိုးရနဲ့တွေ့မယ်ဆိုလို့ရှိရင်တော့ကြိုတင်ပြင်ဆင်မှုတွေတိတ်ပန်ဒီကြခံမှန်းမှုတွေနဲ့လူသားတွေရဲ့အသက်ကိုကယ်တင်နိုင်မှာပဲဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ပေါ့နော်အခုလက်ရှိဖြစ်နေတဲ့တဘာဝပြည်ရဲ့နေရဆိုလို့ရှိရင်တော့ငလိအန်နေရရှိမယ်။ဆိုတော့ကျွန်တော်တို့မြန်မာနိုင်ငံနဲ့ဒီဂျပန်နိုင်ငံနဲ့ကွာခြားတဲ့အချက်ကို အဲတိကြမယ်လို့ထင်တယ်ပေါ့နော်။ဘာလို့လဲဆိုတော့တခြားအချက်ကိုမပြောချင်ပါဘူး။ဒီလိုမျိုးသဘာဝဘေးရန်တွေဖြစ်နေတဲ့အချိန်မှာဆိုလို့ရှိရင်နှစ်ခုရှင်ကြည့်လိုက်မယ်ဆိုလို့ရှိရင်အစိုးရကဘယ်လိုမျိုးဒီအတက်တီကယ်ပေးလဲဂျပန်အစိုးရအနေနဲ့ဘယ်လိုမျိုးပေါ့နော်ကာကွယ်ဆောင်ရှောက်မှုတွေလုပ်ပေးလဲဆိုတာကိုသိပါပါဒါကတော့ဂျပန်နိုင်ငံတိုင်းနိုင်ငံတည်းမှာမဟုတ်ဘူးပေါ့နော်ပြည်သူကြီးရဲ့အစိုးရရှိတဲ့နိုင်ငံတွေတိုင်းဒီလိုမျိုးခံစားရမှာပဲဖြစ်ပါတယ်ဒါပေမဲ့ကျမတို့မြန်မာနိုင်ငံမှာကတော့အန်ဒီအများစွာကြားရောက်နေတယ်ပေါ့နော်ခင် ကလည်းမကောင်းဘူးနောက်ပြီးသွားလို့ရှိရင်အဲဒီလူတွေပေါ့နော်လူတွေဆိုတာလည်းပြည်သူတွေကလည်းအဲ့လေရများတယ်ပေါ့နော်နောက်တစ်ခုကကြတော့ခင်တဲ့ပြည်သူတွေအပြင်ကိုဒီကျမတို့ရဲ့အာစစ်ကောင်စီအစိုးရကလည်းဒီပြည်သူတွေပေါ်မှာကိုတတိချာချာပေါ့နော်ကာကွယ်ဆောင်ရှောက်မှုတွေမရှိဘူးဆိုတော့ပြည်သူကနေပဲပြည်သူအချင်းချင်းကိုကူညီနေရတဲ့သဘောဖြစ်နေပါတယ်ဆိုတော့ဒီလိုမျိုးအခြေအနေမှာအာပေါ့နော် ပို့ပြီးတော့ပေါ့နော်အစိုးရကောင်တစ်ခုရဲ့လောက်ရကကွက်ကွက်ကွင်းမြင်လာတာပဲဖြစ်ပါတယ်။ဆိုတော့ကျမတို့နိုင်ငံကပြည်သူတွေအနေနဲ့ပေါ့နော်အစားစားအရာကရုဆိုင်ဖို့မှာကျမတယ်။ဘာဖြစ်လို့လဲဆိုတော့ဧပြီလ15ရက်နေ့မတိုင်ခင်မှာလေမိုးရေတဲထက်စွာရွာဖို့ရှိရဆိုပြီးတော့မိုးလေဝသကလည်းညွှန်ကြားထားတာရှိတယ်ပေါ့နော်။အဲ့တော့အစားစားအရာကရုဆိုင်မှာတောင်းကြပါလိမ့်မယ်။တကယ်လို့ဒီမိုးလေဝသတဲ့နေ့နဲ့ပတ်သက်ပြီးတော့ကျမအတိရတဲ့ အခြေအနေရှိရဲအသက်တည်ရှိရဲဆိုလို့ရှိရင်လည်းတရင်အသက်တည်ကိုတင်ပေးသွားပါမယ်အဲအဲ့လိုမျိုးသိနိုင်မှုအတွက်ပေါ့နော်ကျမရဲ့ဒီ channel လေးကို subscribe လုပ်ထားဖို့မေးပါနဲ့နောက်ပြီးတော့နောက်ထပ်စိတ်ဝင်စားစရာ video တွေအတွက်လည်းဒီနားမှာရှိရဲခေါင်းကောင်းလေးကိုလိုက်ထားပေးဖို့လည်းမမေ့ပါနဲ့နော်အားလုံးပဲပြီးခင်လုံးကြပါလိမ့်ရှင်